်ချန်ပီယံလီမှာအာဆင်နယ်တို့ရလက်ကောင်းနေတာဒီ၅ချက်ကြောင့်နံပါတ်1ချက် dine quality ဒါကတော့နံပါတ်1ကိုဦးစားပေးပြီးပြောရမှာ ရီးမီးယားလိမှာကျွန်တော်တို့ကန်တဲ့အခါကျရင်ကျွန်တော်တို့စွမ်းဆောင်ရင်နိုင်ကောင်းနိုင်လိမ့်မယ်ဒါပေမဲ့တပွဲနဲ့တပွဲကျွန်တော်တို့ဦးစားပေးပြီးတော့ကိုယ့်ကိုယ်ကွင်မြင်နေခဲ့ရဒိုင်းနေရဲ့ quality ပဲတချို့ပွဲတွေမှာကျွန်တော်တို့ဒိုင်းနဲ့ပတ်သက်ပြီးပြောစရာမလိုတဲ့အခိုက်အတန့်ရှိဆိုပေမဲ့၄ပွဲမှာ၃ပွဲလောက်ကဒိုင်းနေရဲ့ပါဝင်ပတ်သက်တဲ့ decision အမှားတွေကအသင်းတိုင်းနှီးပါပေါ်မှာပဲဒါပေမဲ့ထူးခြားပဲအာဆင်နယ်ဘက်ကတော့အနီကက်တီရောအဝါကက်တီရောပလူပြန်နေတာတွေ့ရတယ်ဒါဆိုရင်ချန်ပီယံလိမှာဘာကြောင့်အာဆင်နယ်ပလေယာတွေကဒိုင်း quality ကြီးမှာကောင်းကောင်းအလုပ်ဖြစ်လဲအဖြေကတော့ရှင်းတယ် ချန်ပီယံလိရဒိုင်နေတီနိုင်ငံဆောင်ကဒိုင်နေဖြစ်တယ်ပြီးတော့တေချာရွေးချယ်စီစစ်ထားတဲ့မန်တယ်ပိုင်းရောဒီပြိုင်ပွဲတစ်ခုမှာကင်တွေတဲ့အခါမှာစမတ်ဖြစ်တဲ့ quality မြင့်ဒိုင်နေဖြစ်တဲ့အတွက်အခုဥရောပပြိုင်ပွဲတွေမှာဆိုရင်ချန်ပီယံလိယူပါလိ conference လိရှိတယ်ဒါပေမဲ့ကောင်းပေညွန့်ပေစူချင်းငွေရောတကယ့်ကိုမှအမြင်မှားဆုံးပြိုင်ပွဲကချန်ပီယံလိပြိုင်ပွဲအဲ့ဒီပြိုင်ပွဲမှာကင်တွေတဲ့ဒိုင်တယောက်ရဲ့ quality ကတော့ပြောစရာမလိုဘူးတကယ့်ကိုမှ UEFA ကတည်တည်ချာချာကိုမှစစ်စစ်ထုတ်ထားတဲ့ quality မြင့်ဒိုင်နေ ောက်တစ်ချက်ကတော့အဲ့ဒိုင်းနေအပြုံမအဲ့ဒိုင်းနေနဲ့အတူတူရှင်တွဲပြီးကင်တွေတာကစီမီအော်တိုမိတ်နီးပညာဒါဒီပရီးမီးယားလိမာလိုမျိုးတခုခုဖြစ်ပြီးဟေးဆိုရင်ဘွေရာခန့်ဖုံးဆက်စောင့်နေပြီးတော့မြင်းလိုင်းဆွဲတာကိုစောင့်နေရတဲ့နီးစနစ်မှုပိုပြီးခင့်မိတယ်လူသားအမားတွေကိုကြော်လွန်နိုင်တဲ့အနေအထားဒါကြောင့်မို့ချန်ပီယံလိမာအာဆင်နယ်ပလေယာတွေကစိတ်ချလက်ချပွဲတစ်ပွဲကိုကန်နိုင်တယ်ငါတို့ညမှငါတို့ရှုံးမှာကျန်တဲ့ပိုင်းကတော့ဒိုင်းကပရီးမီးယားလိလောက်ငါတို့လှည့်ကြည့်ကြမလို့ဆိုတဲ့အပိုင်းကအာဆင်နယ်ပလေယာတွေအတွက်စိတ်လွတ်ကိုလွတ် ်နိုင်ပွဲတစ်ပွဲကိုပုံဖော်နိုင်တဲ့အခါမှာအများကြီးအထောက်အကူပြုရတဲ့တင်တယ်ဘရိုအားတော့ပေါ့လို့မရဘူးနော်ပေါ့တိတိတော့တက်လို့မရဘူးဒိုင်းတယောက်ကပွဲတစ်ပွဲပေါ်ပါဝင်ပတ်သက်မှုကအရန်ရေးပါတယ်ဥမာတစ်ခုပြမယ် Brighton နဲ့ကျွန်တော်တို့တေချခဲ့တဲ့ပွဲစဉ်မှာခေါင်းချင်းရှင်းတိုက်ပြီးတော့ပန်တီပေးခဲ့တဲ့အခါမှာတော့ဒါဒီဒိုင်းတယောက်ရဲ့အရေးချင်းဘလောက်နိုင်ပါလဲဆိုတာပရီးမီးယားလိပြိုင်ပွဲနဲ့ပတ်သက်ပြီးကျွန်တော်ပြောလို့ရတယ်တချို့ကထင်တာပေါ့လေမင်းတို့ကရလက်တစ်ခုစိုးရွားပြီဆိုရင်ဒိုင်းတွေကိုလက်ညှိုးထိုးတယ်ဘာညာထိုးတဲ့အချိန်မှာထိုးရမယ်တခါလေကိုယ့်ရဲ့ကြိုးစားအားထုတ်မှု မပြီးသေးဘူးဒိုင်နီရဲ့ပုံရင်ပတ်သက်မှုကိုလည်းကျွန်တော်တို့ပြောသင့်ရင်ပြောရမယ်ကျွန်တော်ညံ့လို့ရှုံးခဲ့တဲ့ပွဲရှိပါတယ်ဒါပေမဲ့ဒိုင်နီကြောင့်ကျွန်တော်တို့တရားစီမှာဘယ်နှမဲ့ကြပြုတ်ခဲ့လဲဆိုတော့ရင်ထဲမှာအာဆင်နယ်ဖန်စစ်စစ်ရှိတဲ့လူတိုင်းနားလဲတဲ့ကိစ္စပါပဲကဲနောက်တစ်ချက်နံပါတ်2ချက်ကတော့ quarter final ရောက် generation နဲ့တိဆောက်ထားတဲ့ arsenal လက်ရှိ arsenal တင်းမှာ wanderi lewis kelly calafuri main တို့ကလွှဲရင်ကျန်တဲ့ first line နဲ့ကစားသမားတွေဒီမှန်တက quarter final ထိရောက်ခဲ့ပူတယ်အဲ့ဒါကအရေးပါလားဆိုအရေးပါတယ် ချန်ပီယံလိကိုကျွန်တော်တို့မနှစ်ကမှပြင်ပြီးဝင်ပြိုင်ခွင့်ရရဆိုရင်မနှစ်ကစကွတ်တက်ကဒီနှစ်စကွတ်တက်တော့ပိုတောင်းဒါပေမဲ့မနှစ်ကစကွတ်တက်တက်ဒီနှစ်စကွတ်တက်ကပိုပြီးတော့ချန်ပီယံလိမှာอืมယုံကြည်မှုပိုရှိလာ experience ပိုပြီးတိုးလာတယ်ငါတို့မနှစ်က quarter ရောက်ခဲ့ဝေကွာဒီနှစ်ဒီထက်ပိုတဲ့အဆင့်တစ်ခုလောက်ကြရအောင်ဆိုတဲ့ပုံစံမျိုးအဲ့ဒါကဘာကြောင့်အရေးပါတယ်ပြောရလဲဆိုတော့ ရီယယ်မက်ဒရစ်နဲ့ပဲကျွန်တော်ဥမာပေးခြင်းတယ်ရီယယ်မက်ဒရစ်ပလေယာတွေကချန်ပီယံလိဂ်ကိုမကြာခဏယူဘူးတယ်အခု generation တတုပ်ဆိုရင်လည်းချန်ပီယံလိဂ်ကိုပုံနှွေးယူထားဖို့တဲ့လူတွေအများစုပါဝင်ဒါကဒီဖလားပြေဖို့ပါငါတို့ဒီချန်ပီယံဖြစ်ထားတယ်ဘယ်ချိန်မဆိုဖလားရအောင်ကြိုးစားနိုင်တယ်ဆိုရက်မန်တယ်မျိုးသူတို့မှရှိတယ်အာဆင်နယ်ပလေယာတွေကြားထဲမှာလည်းငါတို့မနစ်ကကွာတာတော့ရောက်ခဲ့ဘူးဒါပဲဘာလို့16သိန်းစီမကျော်ဖြတ်နိုင်ပါလဲဆိုရင်မန်တယ်ရှိတယ်အခုကွာတာအနေမှာဒီယာတီမှာဘောလူပွဲ စီးဖိုင်တဲ့ဘိုလ်လူပွဲဘိုးဆွဲသွားတာတခုဖြစ်ခဲ့ရင်အဲ့ဒါထက်မရောတဲ့ဆွမ်းဆောင်ရင်မျိုးနောက်ပြတီမှာထပ်ပြီးပြနိုင်လိမ့်မယ်။အကယ်၍ဒီယာတီမှာကွာတာရောက်ပြီးမပြောကောင်းမဆိုအောင်ပြုတ်ခဲ့သည်ရှိတော့နောက်ရတီမှာကွာတာကအာဆင်နယ်ရဲ့အနေဆုံးရီမှန်းချက်ပဲ။ဒီထက်ပုံပုံမြင်မှတဲ့အစီအစဉ်တစ်ခုအတွက် upgrade လာလိမ့်မယ်ကျွန်တော်ထင်တယ်။ဒါကအသေးနည်းနဲ့အရင်ရေးပါတယ်။အခုအာဆင်နယ်မှာဂျုံနေရတာကအာဆင်နယ်ပလေးယာတွေကစူဖလားနဲ့ဝေးကွာနေကြတဲ့အတွက်စူဖလားတိုက်ပွဲတစ်ခုမှာချွတ်ချော်တာများတယ်။ပရီးမီးယားလိမှာကျွန်တော်တို့ဘာကြောင့်နောက်ကောက်ကြခဲ့လဲ။ အဖြစ်ရရှင်းတယ်ပွဲတစ်ပွဲကိုအနိုင်ကံမှုလုံလောက်တဲ့စာလောင်မှုတချို့ပွဲတွေမှာပျောက်ဆုံးခဲ့တာ Forest နဲ့ပွဲမှာကျွန်တော်တို့ဂိုမသွင်းနိုင်ခဲ့တာမှန်ပေမဲ့ Watson နဲ့ပွဲမှာတော်တော်လေးရုပ်ပေါက်ခဲ့တယ်အဲ့ဒီပွဲစဉ်မှာတော့ကိုညံ့လို့ကိုရှုံးလာလို့ပဲပြောရမယ်ဒီနေရာမှာဒီကကစားသမားချို့နားနေတိုက်စစ်ပိုင်းလူမရှိဘူးစင်ကြေးပေးလို့ရပြီမဲ့မဖြစ်ဖြစ်တဲ့ဒီနေကျွန်တော်တို့သွားမှာပဲလေထိုက်တဲ့လူချင်းနဲ့ဆိုရင်ပေါ့ဒါပေမဲ့ Arsenal က player တွေဒီ စူဖလားစာလုံးမှာတော့လိုအပ်ချက်တစ်ခုထိရှိနေဆုံးပဲဒါပေမဲ့ချန်ပီယံလိမှာတော့ควอเตอร์ရောက်ခဲ့ဘူးတဲ့အစုအဖွဲ့သည်အနည်းဆုံးควอเตอร์ဆိုတဲ့ရည်မှန်းချက်ကတော့လက်ရှိချိန်မှာရှိတယ်အကယ်၍များဒီရာဒီမှာစီမီရောက်ခဲ့သည်ရှိတော့ဘိုလူပွဲရောက်ခဲ့သည်ရှိတော့နောက်ရာဒီမှာအိုက်ထက်မြန်မာနဲ့ဆွမ်းဆောင်ရင်မျိုးလုပ်ဖို့အတွက်ကောင်းမွန်တဲ့အုံမြစ်တစ်ခုရှိသွားတော့မှာပါကဲနံပါတ်3ချက်အာဆင်နယ်ထောက်ပရီးမီးယားလိဂ်ကလပ်တွေထောက်ချန်ပီယံလိဂ်အသင်းတွေကမသိရှိကြခြင်းအဲ့ဒါတော့အရေးကြီးပါတယ် ။ဘာလို့လဲဆိုတော့အာဆင်နယ်အသင်းလက်ရှိချန်ပီယံလိမှာဝင်ပြီးကန်နေတဲ့အခါမှာနိုင်ငံတူအသင်းနဲ့ပြန်မကြသေးဘူး။ဒါပေမဲ့အာဆင်နယ်နဲ့ရင်ဆိုင်တွေ့တဲ့အီတလီကလပ်တွေ၊နယ်သာလန်ကလပ်တွေကိုကြည့်လိုက်မယ်ဆိုရင်ပရီးမီယာလိကလပ်တွေလောက်အာဆင်နယ်ထားဖို့မသိဘူး။အာဆင်နယ်အထာကသူ့ကိုပိတ်ဆော့တဲ့အသင်းနဲ့တွေ့ရင်ရလက်တစ်ခုရအောင်ယူနိုင်သွားတာပဲ။ ပြိုင်ဘက်တရားပေါ့လေဒါပေမဲ့ Arsenal ကိုဖွင့်ပြီးစော့ပြီးဆိုတော့ PSV ကလုံးဝသင်ကန်းသာယူစရာပဲပထမတော့သူတို့လည်းတေချာသတိထိကြီးထားပြီးစော့တယ်ဒါပေမဲ့တကွောနဲ့နှစ်ကိုဖွင့်ပေးလိုက်ရတဲ့အခါမှာတော့ Netherlands ပြည်လည်းဖြစ်တဲ့အတွက်ဖွင့်တိုက်တယ်ဖွင့်တိုက်လေ Arsenal အကြိုက်ဖြစ်သွားလိမ့်ပဲဒါက Premier League ကလပ်တင်းတွေဖြစ်တဲ့ Fulham Brighton Everton တို့က Arsenal တွေ့ရင်ဘယ်လိုစော့လဲဆိုတော့သူတို့ကောင်းကောင်းသင်ကန်းသာမယူနိုင်ခဲ့တာအမှန်ကတော့ပြောမဲ့သာပြောတာ Premier League ကလပ်တင်းတွေကတစ်ကနေ20အတွင်းအသင်းတွေတသိမ်းမှထင်သေးလို့မရဘူး ဘယ်အသင်းကိုတွေ့ရင်ဘယ်လိုဆော့မလဲဆိုတာသူတို့မှာ strategy ကောင်းကောင်းရှိပါတယ်အဲ့တော့ arsenal အသင်းနေနဲ့ champion league မှာဆိုရင်ကိုဝဲပဲကန်ထားတယ်ဟိုအုပ်စုဆင့်၈ပွဲရဲ့အခု16စီစဉ်ပထမကြော့တပွဲရဲ့ဆိုကိုဝဲကန်ထားတယ်ခွန်တပွဲနိုင်တပွဲတည်တပွဲရှုံထားတယ် Premier League 28ပွဲမှာတော့15ပွဲပဲနိုင်တာလေ၉ပွဲတည်ကြပြီး၃ပွဲရှုံးတာလေဒါအောင်ကြီးချင်းအဖြစ် Champion League မှာ Arsenal ကပိုပြီးရမှတ်စုဆောင်းနိုင်တယ်လိုချင်တဲ့ကိန်းကနက်အချက်လက်တစ်ခုနဲ့နောက်ဆက်ကိုတက်ဖို့အတွက်ကြိုးစားနေတယ်ဆိုတော့ပေါ်ပြသွားတယ် Champion League မှာ Arsenal တို့ ဒါအတလန်တာနဲ့တည်ကြတယ်ဒီဘွဲကကိုရီကန်ကောင်လို့တည်ကြတယ်ပြောလို့ရတယ်နှစ်ချက်ဆင့်ပုတ်တဲ့ရိုင်ယာကျေးဇူးကြောင့်တည်တမက်ရတာအင်တာမီနိုကျောင်းတလုံးတဲ့တော့ဂိုးနဲ့ရှုံးခဲ့တယ်ရှုံးခဲ့တဲ့ဂိုးကလည်းပနတီးရည်တစ်ဆင့်ဒါအကြီးအဖြစ်အာဆင်နယ်သည်ချန်ပီယံလိမှာ23ဂိုးသွင်းပြီးတော့၄လုံးပဲပေးရတဲ့အထိကိုဆွမ်းဆောင်ရင်ကောင်းပြသထားပါတယ်ကျွန်တော်ပြောတဲ့အတိုင်းပါ ရီးမီးယားလိဂ်ကလပ်တွေရဲ့လောက်အာဆင်နယ်ရဲ့အကြောင်းကိုချန်ပီယံလိဂ်ကလပ်တွေနဲ့မသိကြပါဘူး။ဒါပေမဲ့ควอเตอร์ไฟนอลซีนไฟนอลရောက်ပြီဆိုရင်တော့ဒါကအကြောင်းသိရမသိရလည်းမဆိုင်တော့ player quality နဲ့ team work quality စူပလာစာလောင်မှုကပဲအဆုံးဖြတ်ပေးသွားမယ်လို့ကျွန်တော်ထင်ပါတယ်။ကဲနံပါတ်၄ချက်အဲ့ဒါကတော့အာယုံစူးဆိုင်မှုအပြည့်အဝရှိခြင်းပရီးမီးယားလိဂ်ကြတော့ရေရှည်ပြိုင်ပွဲပြချန်ပီယံလိဂ်တို့တခြားယူပါလိကွန်ဖရင့်လိဂ်တို့ကြတော့ဒါကရှုံထွက်မိညာရင်မင်းထွက်သွားအောင်ဆက်ပြီးစောရကတက်ခွင့်မရှိဘူးနောက်တစ်ဆင့်တက်ခွင့်မရှိအောင်ဒါပေမဲ့ပရီးမီးယားလိဂ်ကြတော့ ပြန်လဲပြင်ဆင်ဝင်ရှိတယ်38ဘွဲကံအဲ့ဆိုဩငါတို့ဒီဘွဲချစ်ချော်သွားတယ်တေးကြသွားတယ်နောက်ဘွဲငါတို့ပြန်လာတယ်ကိုကြိုးစားမယ်ဆိုတဲ့ပြန်လဲပြင်ဆင်ဝင်ရှိတယ်ချန်ပီယံလိမှာကျတော့ပထမအချော့ရလက်တိန်းဆောင်ခဲ့တဲ့နောက်မှာဒုတိယအချော့မှာအဖက်ဆယ်ဖို့အခွင့်အရေးလေးကတေးသေးလေးပဲရှိတော့တဲ့အထီးအခုဆိုသွားပြီ PSV ခွန်တကူတကူနဲ့ရှုံးတယ်ဒါသူတို့ကျွန်တော် respect မရှိလို့ပြောတာမဟုတ်တော့ PSV ပေးအိတ်တက်တီကိုယ်တိုင်ကသွားပြီဆိုတော့သူတို့ခံစားမိတယ် နှစ်သင်းကြားထဲမှာ6လုံးထိပြတ်သွားပြီ။ဒါသည် quarter fight နဲ့တက်မဲ့ Arsenal ကိုလှမ်းဆွဲဖို့အတွက်ဒုတိယအကြော့မှာ PSV ပြန်ပြီးပြင်ဆင်မယ်ဆိုရင်တော့မှ8 9 6 9တင်မှာပြန်လာနိုင်မယ့်အနေထား။မလွယ်တော့ဘူးလေ။ကြံရမှာလဲ Emery Stadium London မှာနေချားမြေချားနိုင်ငံချားပြီးလာကြံရမှာ။နောက်တစ်ချက်ကတော့ဒါနားချိန်အလုံးလောက်ရတာ။အဲ့ဒါဘာလဲဆိုတော့အာဆင်နယ်အသင်းအနေနဲ့ချန်ပီယံလိဂ်ကံကဏ္ဍနီးမှာဒီပရီးမီးယားလိဂ်နည်းနည်းလေးခြားပြီးနားကျင်ရတဲ့အချက်ကလေးတွေအဲ့ဒါတော်တော်လေးကိုကောင်းတယ် ဟိုဆိုလိုချင်တာကျွန်တော်တို့ဂျားထဲမှာ force နဲ့ကံပြီးနောက်ပိုင်းမှာ PSV နဲ့မကန်ရင်ဂျားထဲမှာအသင်းကစားသမားတွေရဲ့ stamina ပိုင်းအပြည့်ပြန်ဖြစ်ဖို့အခွင့်အရေးတစ်ခုရခဲ့တယ်။အဲနံပါတ်5ချက်အဲ့ဒါကတော့အာဆင်နယ်ရဲ့ဒီယာတီတစ်ခုတည်းသောမျှော်လင့်ချက်ချန်ပီယံလိဂ်ကိုမျှော်လင့်ချက်ပြထားဆိုတော့တချို့ကဟာသလုပ်ကြလိမ့်မယ်။ဒါပေမဲ့အာဆင်နယ်အသင်းလက်ရှိအချိန်မှာပရီးမီးယားလိဂ်မှာ73မှတ်ပြတ်သွားခဲ့ပြီ။မျှော်လင့်ချက်ကမလွယ်တော့။တင်ချာနီးကလည်းဖြစ်နိုင်သေးရဲ့ဆိုပေမဲ့တော်တော်လေးကိုဝေးကွာသွားပြီ။ ်ခါလာဘောင်းကနေကျွန်တော်စီးဖိုင်နဲ့အစ်စ်မှာထွက်ရတယ်အဖေကမှလည်းတတိယအစ်စ်မှာယူနိုက်တက်ကိုရှုံးပြီးထွက်ရတယ်โอเคဒါဆိုတရားစီမှာအာဆင်နယ်အသင်းအတွက်တကူတည်းသောစုဖလားမျောလင်းချက်က reality အရာဆိုရင်ချန်ပီယံလိတခုပဲရှိတော့တယ်ဒါကအိုက်တာရောပလီယာတွေရောအကုန်လုံးသိတယ်ကျွန်တော်တို့ဒီကိုရဲ့နေကြရင် Manchester United နဲ့ကဲရမှာဒါရင်ဘာဖြစ်လဲ PSV နဲ့ပထမအကြော်မှာရှိတဲ့လူစီးရဲ့အကောင်းဆုံးကိုဖြည့်ပြီးတော့ဖြုတ်သွားတာတော်ပြီလေ Z3 လောက်နဲ့နှက်နေလို့ရတယ်14လောက်နဲ့နှက်နေလို့ရတယ်ဒါပေမဲ့ရသလောက်ကိုးတယ်ပါလေ ချန်ပီယံလိဖြစ်နေလို့နောက်တစ်ချက်တက်ဖို့ဆိုရင်ပြိုင်ဘက်ကိုညှားစရာမလိုတဲ့အနေထားရအာဆင်နယ်ကြောင်းအာဆင်နယ်ဖန်တွေတိကြပါတယ်တကူနှစ်ကိုလောက်ရပြီဆိုစိန်စော့နေအဲ့ဒီရဲ့ပြစ်ဒဏ်ခတ်ခြင်းကိုလည်းဘီလာနယ်ပွဲစီမှာနှစ်ကိုပြန်နိုင်ပြီးတော့မှတူတူပြန်ကြခဲ့တာကြောင်းညီကိုမှတ်မိအောင်ပဲထင်ပါတယ်အရန်ကိုတမျိုးဖို့ကောင်းတဲ့ပွဲတော်ပဲဒါကြောင့်မလို့ဘောလုံးပွဲတော်ကဘလောက်ပဲအပါရရရတာတက်နိုင်တယ်မှာဂိုးဖြတ်ထားတာအကောင်းဆုံးပဲအာဆင်နယ်ရဲ့တကူတဲသောချန်ပီယံလိမျောလင်းချက်ရတာမရတာတပိုင်းအရေးကြီးတာက ဒီပွဲကိုငါတို့အနိုင်ကံမယ်ဆိုတဲ့ရီမန်းကြက်နဲ့ပဲအမြဲတမ်းသွားနေတာကစူပလာနဲ့အနည်းဆက်ဆုံးပဲတချို့တွေကတော့လေချန်ပီယံလိမှာအသင်းကြီးတွေအများကြီးကြံသေးတယ်ကွာတာတွေစီမီတွေဘိုလီဘွဲကြံသေးတယ်မလွယ်ပါဘူးဒါပေမဲ့အဲ့လိုမလွယ်ဘူးထင်ခံတဲ့အသင်းတွေတမိုင်းမှာစူပလာရောက်ဝိုက်လူတွေအများကြီးပဲအခြေကြီးတာကတော့အနည်းဆုံးပွဲကိုအနိုင်ကံလိုက်တာကစူပလာရောက်ဖို့အတွက်အကောင်းဆုံးမျှော်လင့်ချက်ပါပဲကဲဒါကတော့အာဆင်နယ်တင်းချန်ပီယံလိမှာဘာကြောင့်နိုင်ပွဲတွေနဲ့ ောင်မြင်မှုတွေဇက်တိုက်ควอเตอร์ไฟนอลတက်ဖို့အတွက်အခြေအနေကောင်းနေတယ်ဆိုတာကတော့ဒီ၅ချက်ကကျွန်တော်နှုတ်ထုတ်ထားပဲဖြစ်ပါတယ်ညီကိုတော့ဘလို့ထင်လဲပရီးမီးယားလိရအာဆင်နယ်နဲ့ချန်ပီယံလိရအာဆင်နယ်ဘာတွေခွာခြားရတယ်လဲခွန်မဝင်ရောက်ရေးသားပြီးတော့ပါကျွန်တော်ရဲ့အမြင်ကတော့ဒီ၅ချက်ကအာဆင်နယ်အသင်းချန်ပီယံလိမှာအောင်မြင်ရဖို့အတွက်လုံလောက်တဲ့အချက်လို့ထင်ပါတယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ဒီစီဇန်လေးကိုအဓိကဝင်ကြီးပောင်းပြီးတဲ့ရှူဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ဘိုင်ဘာဖုန်းနံပါတ်သူညောင်း6016635သူညောင်းဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နိုင်မှာဖြစ်လို့ဝင်ပုံကိုချက်ရှိမှဘောလုံးပွဲတွေလောင်မဘောလုံးပ ွဲတွေလုံးဝမလုံးတော့ဆိုတော့ YouTube မှာကိုထွက်ပေါ်ပေါ်ရှုရရှာပြီးကျွန်တော်အားပေးလို့ရပါတယ်။အားပြခွင့်ရှိကို Sport အနေနဲ့ငါးသုံးလုံးမိတ်တို့ကိုလည်းကစားလို့ရနိုင်ပါပြီ။